တဲ့အဲ့လိုခေါ်တာခေါ်နေတဲ့အချိန်ဆိုတော့ဘဲဘဲအန်ကန်နေပဲရဲ့ရဲ့လေအဲ့လိုမျက်နှာလေးရပြေဖောင်းနေတာစင်ဒရလာလို့ဖြစ်နေတယ်ပြည်မြင်ပြောတဲ့စင်ဒရလာဆိုရင်ဒါတို့နေ့ဆက်တင်ရတိခံနေတဲ့စင်ဒရလာစားရတာပေါ့အဲဒီရမပိုင်ဆိုးရဲ့ကြိုက်တာကိုကြည်လိုက်ရင်ဟိုသူသူ့ဟာနဲ့သူ့သားလေးအဲ့လိုမန်တင်းပြီးတော့มาနေတာလေတကယ်တမ်းသူ့စိတ်ထဲမှာအရန်ကိုပြိုလဲနေတာကွာတိလား ဒါသူ့မှာအကောင်းမြင်စိမ့်မရှိလို့ပဲဆိုတော့လူတိုင်းကလှတယ်ဝါဝါပိန်ပိန်အညိုညိုဖြူဖြူအလှကိုစီရှိကြတယ်ပေါ့နော်ဆိုတော့မပေါ့မပေါ့ဟိုပါပေါ့ရှစ်နှစ်မှလေးရမပိုင်ဆိုးဆိုတဲ့ကောင်မလေးပေါ့ဟုတ်တယ်တော့ကလည်းချစ်တယ်ဒါပေမဲ့ဟိုပါပေါ့မိသားစုရဲ့အဲ ပြောမလဲမစီလုံးမှုကြောင့်လို့ပြောပြောရမှာပေါ့နော်ဆိုအဲ့လိုအဲ့လိုလောကရန်ကြားထဲမှာကြီးပြန်းလာရတဲ့ဒါမင်းကလေးတယောက်ပေါ့အဗန်ကာရက်တာလည်းရှိပါတယ်အရင်က series ဆိုရင်လည်းအချစ်ချိုးဝိုင်းတို့ပါလို့ဆိုတာလုံးဝဗန်ပဲလीနော်မြအောင်တော့ရိုက်ပါတယ်အခုယမပိုင်ဆိုးကာရက်တာကလည်း စီးရီးထဲမှာလေကို့အတွက်ဟိုတော်တော်ပြန်မှန်းခဲ့တဲ့ character တခုလို့ပြောလို့ရတယ်။ဘာလို့ဆိုရင်အဲ2024လေးတော့ကျမရဲ့တော်တော်မကောင်းဆိုတော့ဒီထဲမှာလဲဟိုပုံစံတော့ပြောင်းသွားတာပေါ့နော်အဲ့လိုဖောနေရလေရဲလို့ဟိုဒီဒူးဒူးကြောင့်စေးတော့ရတဲ့အပိုင်းနေကြောင့်လေမျက်နှာလေးရပြပြလေးနဲ့ဆိုအဲကိုကအဲ့ချင်းတော့လေကျမရင်တော်တော်မကောင်းအဲဆိုရိုက်လိုက်စေကန်သွားလဲရိုက်လိုက်စေကန်သွားအဲ့လိုမျိုးနဲ့ပဲ လေပက်ခဲ့ရတာပေါ့နော်အဲ့အချိန်လေးကအဲဆေးဆေးရလဲအဲ့အချိန်တော့ရှောက်တောက်နေတာဆိုတော့မနက်ပိုင်းရိုက်တာတွေဆိုအရန်ဆိုတော့ဘာလို့မနက်ဆေးမှာအဲ့လိုအိတ်အိတ်အိတ်ချင်တဲ့ဆေးပါတာကွာဆိုတော့ဒီဘလိုလုပ်ခဲ့ရလဲဆိုတော့မနက်ခင်းဆေးတောက်လိုက်တယ်အဲတစင်းတစင်းရိုက်လိုက်တယ်အဲ3စင်းလောက်ရိုက်ပြီဆိုရင်ဒါနေတစ်ပိုင်းကုန်သွားပြီလीဆိုတော့အဲ့အချိန်ချိန်မရလုံးဝမရတော့ဘူးတော့အိတ်ချင်တဲ့ဟာထိန်းထားပြီးတော့မှအဲ့ထမင်းစားချင်ဆိုရင်အဲ့လိုမြင်းမြင်းမြင်းအဲ့လိုအချိန်ဝင်လေအဲ့လိုမျိုးအိတ်ရတာ မစားအောင်အနိုးမှမြန်မြန်မြန်တလုံးနှလုံးစားစားပြီးတော့မှစေးပြန်တောက်စေးပြန်တောက်ပြီးတော့မှရိုက်ပေါ့ဆိုတော့မနေ့တစ်ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်တောက်ရတာကိုစေးရလေဆိုတော့ကို့အတွက်ကိုလေအဲ့လိုအရန်ခက်ခဲခဲ့တယ်ပေါ့နော်အဲ့အချိန်ကအဓိကကျမကြီးကြောင့်ရောအာဒီရမပိုင်ဆိုးဆိုရဲဒါခရိုက်တာအကြောင်းရောပေါ့နော်ကို့အတွက်ပို့ပြီးတော့မှတခြားခရိုက်တာတက်ပို့နည်းနည်းလေးပေါ့နော်ဆာကကလေးတော့ရှိခဲ့တာပေါ့ဟုတ်တယ်အဲ့လိုမျိုးပေါ့ဘာလို့ဆို ဟိုဘယ်လိုပြောမလဲတချို့ဟိုချောင်းဆိုးပျောက်စေးတို့အကက်ခဲပျောက်စေးတို့တောက်ပြီးသွားတယ်ချစ်ချစ်အိတ်ချင်တာလေဆိုတော့အဲ့ဒီအိတ်ချင်တဲ့အချိန်မှာအိတ်လဲရမှာမအိတ်လဲရအဲ့လိုခေါင်းတွေတနေကောင်ကြိုက်တာမလားဆိုတော့ကျွတ်ကြဲမရဘူးလေဒါကိုတယောက်တည်းလောက်ရတဲ့အလုံးမဟုတ်တဲ့အတွက်အဲတခြားသူကြီးလည်းရှိသေးရဲ့အတွက်တကယ်ကိုစိတ်ခင်ခင်ထားပြီးတော့မှဂိုင်းဆိုဒန်လွတ်ချနေမယ်ကိုကမျိုးလုံးကြီးဖွင့်ပြီးအိတ်ငိုက်ဆိုတော့အားအဲ့ဒီအချိန်မှာအရန်ကိုတို့ကအခက်အခဲရန်ဖြစ်တာ ဟိုဆိုကိုကြောင့်ဒီကာရက်တာပျက်စီးသွားမှာကိုကြောင့်မကောင်းသွားမှာအကိုကြောင့်ရေကူးရေနောင်နေသွားမှာအရင်ကြောက်တယ်လေနော်ဆိုတော့အဲချက်ချင်းစီကံသွားပြီးစီးရပြန်ပြောင်းအဲပြန်တော့ကွာအဲ့လိုမျိုးလေးလည်းရှိခဲ့တယ်ဆိုတော့တစ်ဖက်ကနေတွေးရလဲဩငါပပောင်းပောင်းလေးနဲ့ဟောလေးနဲ့ဆိုတော့ညမပိုင်စိုးကြိုက်တာတကူတော့ဖြစ်သွားတယ်ပေါ့ဆိုပြီးတော့မအကောင်ဘက်ကနေတွေးပြရတာပေါ့ဟုတ်ဆင်ကြဲလားလို့ဖြစ်နေပြီမြင်ပြောရဲဆင်ကြဲလားဆိုရင်ဒါတို့နေ့စက်တင်ရပြီးခံနေမှာဆင်ကြဲလား ဒီရမပိုင်ဆိုးရဲ့ကြိုက်တာကိုကြည်လိုက်ရင်ဟိုသူသူ့ဟာနဲ့သူ့သားလေးအဲ့လိုမန်တင်းပြီးတော့มาနေတာလေတကယ်တမ်းသူ့စိတ်ထဲမှာအရင်ကပြိုလဲနေတာกว่าတိလာအဲသူတခြားသူတွေလိုပဲဒါပျော်ရွှင်သားရတဲ့မိသားစုဘဝလေးသူလိုချင်နေဒါပေမဲ့တကယ်လက်တွေ့ဘဝမှာသူမရနိုင်ဘူးမရနိုင်တဲ့အခါမရနိုင်တာအောင်မှဒီကိုယ့်ရဲ့တူးသီးတော့အဖေရလဲဟိုကို့အပေါ်မှာဟိုငြိမ်ချမှုမရှိဘူးအထင်မြင်လွဲတယ်ဆိုတော့ နာကြီးရတာပေါ့နော်နာကြီးရတာပေါ့ဆိုတော့အဲရမပိုင်စိုးအနေနဲ့လည်းတော်တော်လေးကိုခံစားရတယ်ဆိုတော့ကိုယုံကြည်ရတဲ့ကိုယ့်ရဲ့အဖေကကိုယ့်ဘက်မှာမရှိနေတဲ့အခါကျတော့လေအဲလိုခံစားရတဲ့အပိုင်းလေးတွေပေါ့ဒါလေးလည်းထည့်ထားရဲပေါ့နော်အဲပြီးရင်လည်းအဲဒီအဲ၃ယောက်တယောက်ဖိုက်ရတဲ့ဟာလေးနောက်ပိုင်းအပိုင်းနေမှာထက်လာအောင်မယ်ဆိုတော့ဒီဘက်ကဒီကိုကိုရဲ့ပိုင်ဆိုင်မှုတွေလည်းတို့အပိုင်သိမ်းတယ်လို့ကိုရဲ့အဖေကိုလည်းတို့အပိုင်သိမ်းတယ်ဒါအောင်မှတို့ဟာတို့မနေဘဲနဲ့ကိုကိုလာလာပြီးတော့မှ ရမပိုင်စုံနောက်ဆက်ကြတာပေါ့เนาะအဲဆယ်မူသွင်းတဲ့လီလီသွင်းအာရန်စုံညီမနဲ့အဖြစ်တာပေါ့ဖြစ်တာပေါ့ဟိုဟိုအဲအဲ့အရာတွေရိုက်ပြီးတော့မှနောက်ထပ် CV တစ်ခုရိုက်လိုက်ပြီးအဲ့ရိုက်ပြီးတော့မှဒီနေ့ထဲလုံးဝအောင် CV ကိုမရိုက်ဖြစ်တော့တာပေါ့เนาะ CV ရရမှာအလိုစိတ်ကအဲ့လိုစိတ်ပူပန်မှုအဲ့လိုရမ်းဖြစ်သွားအဲဆိုဒီတစ်နှစ်လုံးရေ CV မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်အဲဆိုနောက်နှစ်တည်မှာတော့ဟိုနည်းနည်းလေးပြန်ပြီးတော့မှစူးစမ်းကြည့်မယ် ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီ Siri ကြောင့်ရော Siri ရရတဲ့အချိန်ရလဲများတယ်လीเนาะဟိုအ ਨੇ ဆုံးကတလားလीတလားဆိုအဲ့တလားတော့အရက်ကကြည့်ပေးရတာပေါ့เนาะအဲ့ဆိုဟိုဂျားထဲမှာတော့ကိုမပါတဲ့ဆင်းလေးတွေမှာနားရတဲ့ရက်ကလေးလည်းရှိပေမဲ့လည်းအဓိကတော့ရွှေကျမ်းမာရေးကြောင့်ကျမ်းမာရေးကြောင့်ပို့ပြီးတော့မှပြန်မှန်းနေရတယ်ပေါ့အဲ့ဒီအချိန်မှာတော့လीအ အကောင်းဆုံးတော့စ조사ခဲ့တယ်ရွှေရွှေအကောင်းဆုံးတော့조사ခဲ့တယ်အဓိကတော့ဒီဒီဟိုဟိုမျက်နာပုံမှန်တရံပေါ့နော်ဆိုတော့အဲ့လေးရောနည်းနည်းလေးဆိုရင်စီတော့ရှိခဲ့တာပေါ့ကိုအရန်ဝနေတဲ့အချိန်လေအဲ့ဆိုဝတာတဲ့အဲ့လိုခေါ်တာခေါ်နေတဲ့အချိန်ဆိုတော့ဘဲဘဲအန်ကန်နေပဲရရလေအဲ့လိုမျက်နှာလေးရပြေဖောင်းနေတာအဲဆိုတော့ဒါလေးတော့ဟိုဟိုဘယ်လိုရောမလဲကိုမော်နီတာပြန်ကြည့်တဲ့အချိန်တော့အာမျက်နှာရဖောင်းနေတယ်ဗာညာစိတ်ကနည်းနည်းတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်း နဲ့ပြောသလိုအကောင့်ဘက်ကနေအမြဲပြန်တွေးရရပဲလေ။အော်အဲမျက်နှာလေးအဲ့လိုဖြစ်နေရောကြတော့ကိုက်တာတခုတော့ချိန်သွားတာပေါ့နော်အဲ့လိုမျိုးလေးပဲအကောင့်ဘက်ကနေပဲဟိုဟိုတွေးပြရတာပေါ့။ဘာလို့ဆိုအဲ့ဒီအချိန်ကကိုယ့်အတွက်ကအရန် stress များတဲ့အချိန်လေ။အဲဆိုအရာလေးတော့ရှိခဲ့ပါတယ်။ဟိုအခုကအပိုင်းတစ်ကြည့်ပြရနဲ့လေဟိုလာပြီးတော့လည်းပြောကြရတယ်ဒါ comment တွေလည်းဖတ်ရတယ်ပေါ့နော်အရန်ဟို ဒါဒီလိုမျိုးဖြစ်တယ်ဆိုတာကလည်းကြည့်ရှုတဲ့သူတွေအနေနဲ့ဒီလိုမျိုးစိတ်ဖြစ်တယ်ဆိုတာကလည်းဒီပါဝင်တည်ဆောင်ထားတဲ့ actor တွေကဟို item ကောင်းလို့လीနော်အဲဆိုတော့အဲဒီဘက်ကရမပိန်ဆိုးအနေနဲ့ကလည်းကောင်းတာလေးလှုပ်ပြရင်ဒီဘက်ကဟိုဒီအဲမမူသွင်းတို့လီလီသွင်းတို့အော်ဟိုဟိုကိုလိုရထရိုကရိုက်တာတွေပူကြွလေးပေါ့ဆိုတယောက်နဲ့တယောက်ကအဲ့လိုမျိုးလေးပေါ့နော်ဟိုဒီဘက်ကလည်းပို့ဝေးမှာဒီဘက်ကလည်းတက်လို့ကောင်းမှာဒီဘက်ကလည်းပို့ဝေးမှာဒီဘက်ကလည်းတက်လို့ကောင်းမှာဆိုတော့အဲ့လိုကရိုက်တာလေး ရေပေါ့နော်အဲဆိုတော့အခုအပိုင်းတက်ကြည့်တာနဲ့ရောအဲ့လိုမျိုးဟာသူကဘာဖြစ်လဲညာဖြစ်လဲဖြစ်နေကြရေပေါ့နော်ဆိုတော့ဒါလေးတွေရတယ်ဒါဒါအက်တရီအနေနဲ့ဒါအိုက်တင်ပြပြန်လို့ပေါ့နော်ကြီးတဲ့သူတွေနဲ့လည်းတကယ်ကိုမှုရောက်တယ်ပေါ့နော်ဆိုတော့အဲ့အရာလေးကြောင့်အာပိုင်းတင်နေတဲ့လောင်းနေပြီးစက်ကြီးစင်စိဖြစ်တယ်ဆိုတာတွေကဟိုဒါလေးတွေကွန်မန့်လေးတွေမှာတွေ့ရတာပေါ့ဟုတ်အဲ့တော့လည်းကျေးဇူးများတင်ပါတယ်ဟုတ်အရွှေအမြဲတမ်းဖောင်းနေရရွှေအပြင်မှာဘလောက်ပိန်ပိန်လေးအဲ့လို ရမေယိုကြည့်ရအောင်ကြည့်တော့ကြတော့အဲဘလောက်ပဲပိန်နေနေအမျက်နာကင်မရာတွေရောက်သွားရင်တပုံတွေရောက်သွားရင်အဲသူ့လိုလိုအဲကြည့်သွားကြော်ဒီမျက်နှာဝိုင်းလေးကိုလည်းကြိုက်ပါတယ်မျက်နှာလေးဝိုင်းနေအောင်လည်းကြိုက်တယ်အဲ V shape ရှိတဲ့ကောင်မလေးတွေလည်းကြိုက်တယ်အဲဆိုတော့လူတိုင်းကအလားကိုစီရှိကြတယ်လေနော်အဲဆိုတော့တခြားသူကသာတရရောက်ကိုသူကမလောက်လို့ပြောရင်အဲ့ဒါ ဲသူ့မှာအကောင်းမြင်စိတ်မရှိလို့ဆိုတော့လူတိုင်းကလှတယ်ဝါဝါပိန်ပိန်အဲညိုညိုဖြူဖြူအလားကိုစီရှိကြရတယ်ပေါ့နော်ဆိုတော့ဟိုဒီကဒီလိုလေးအမြင်လေးတစ်ချက်လေးပြောင်းလဲရုံနဲ့အားလုံးကလှပါပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်